ဩဒီကနေ့ခေရောက်လာတဲ့အခါကျတော့တရားဟောတဲ့စနစ်တည်းဟာပြောင်းတဲ့တလောက်ပြောင်းလာပြီးတော့တရားနာတဲ့ပုံကိုယ်တွေမှာလည်းပဲပြောင်းတဲ့တလောက်ပြောင်းလာခံယူနိုင်မှုတွေတိုးတက်လာတယ်လို့ပြောရမှာဒါဝန္တာဆရာတခုပဲခွန်ကြီးတို့လည်းတရားဓမ္မဟောတယ်ဆိုတာတကယ်တော့အားလုံးသိကြပါလိမ့်မယ် တသလုံးခွန်ကြီးတို့တာဝန်ယူလာတဲ့ကိစ္စတစ်ခုကတရားဟောတဲ့တာဝန်မဟုတ်ဘူးစံတဲ့နိုင်မှာစာချတဲ့တာဝန်နဲ့ကြီးလာခဲ့ရအသက်ရွယ်ကြီးလို့နိုင်ငံသားတိုင်းပြည်တွေသွားဘာသာတရသင်ကြားလို့တက်မြောက်လာတဲ့အခါကျတော့နိုင်ငံသားတွေကိုစာသင်ပေးရတယ် ဘုရားရဲ့တရားတော်တွေနိုင်ငံသားတွေနားလည်အောင်တူရှင်းလို့ရင်အနှစ်ချုပ်ပြီးတော့ပြောရတဲ့အလေးချက်တွေရတယ်နိုင်ငံသားတွေနဲ့မြန်မာတွေနဲ့ကြွားတာပါရှိတယ်နိုင်ငံသားတွေကသင်္တန်းတက်နေတဲ့အချိန်ဒီအရှင်းလင်းဟောပြောနေတဲ့အချိန်နားမလည်ဘူးဆိုချက်ချင်းလက်ညှိုးထောင်မဆိုင်ဘူး မိကုံမေးတာပဲချက်ချင်းဓမ္မလူမျိုးတွေကတော့အဲ့လိုမဟုတ်ဘူးရထောင်ခိတ်ခရဲကခေါင်းလေးငုံပြီးတော့တရားနာလာတဲ့အချင်းဟာဒီကနေ့အထိအဲ့တိုင်ပဲဒီလိုလေးပဲနားတယ်နားလဲတာဖြစ်စေနားမလဲတာဖြစ်စေခေါင်းငုံပြီးတော့တရားနာတိတိမတိတိတရားဆုံးနေဖြစ်အောင်တော့နားကြတာပဲတရားကျော်ရှိတဲ့ကိုရောနဲ့တွေ့ရင်တော့နော့လိန်နေတာလည်းရှိတယ် သို့တော့ထိုင်ရင်အိပ်ပျော်သွားတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလို့ခေမျိုးမျိုးကြော်ဖြတ်လာဒီကနေ့ဘုန်းကြီးတို့တရားဟောတယ်ဆိုတာဟာစာသင်ပေးတဲ့ပုံစံနဲ့ပဲဟောတာအဲ့ဒါလို့ဒီပုံစံဟောတာတော့ကိုကဟိုပုံစံလည်းမဟောတတ်ဘူးနော်ဟိုပုံစံလည်းမဟောလည်းမဟောတတ်ဘူးဟောလည်းမဟောချင်ဘူးအဲ့ဒီပုံစံမျိုး လူတွေရှင်းရှင်းနဲ့ဘယ်လိုနားလည်အောင်လုပ်ရမလဲဆိုတဲ့စိတ်ရှိအဲ့တော့သူများကိုရှင်းအောင်နားလည်အောင်ပြောမယ်ဆိုရင်ကိုယ်တိုင်ကအရင်နားလည်မှပြောလို့ရတာဆက်ချက်မတားတခုဟာရှင်းပြတဲ့ပုဂ္ဂိုလ်ကလဲနေလို့ရှိရင်နားထောင်တဲ့ပုဂ္ဂိုလ်ကလည်းဒဲသွားမှာပေါ့ရှင်းပြတဲ့ပုဂ္ဂိုလ်ကပိုင်ပိုင်နေနေရှိမှနားထောင်တဲ့ပုဂ္ဂိုလ်ကနားလည်တယ်ပေါ့အဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့ရဲ့ရည်ရွယ်ချက် ဒီကနေ့တရားဟောတယ်ဆိုတာဟောတဲ့ဟောတိုင်းလို့ဟောတယ်လို့စိတ်ထဲမှာခံယူထားတယ်ဟောတဲ့အခါမှာလည်းပဲအပူရီမပါရအောင်ဖြူးဆိုင်ပြီးတော့ကုတရားမဟုတ်ဘူးဖရာရဲ့တရားလူတွေနားလဲကြပါစေတို့လူမျိုးတွေရဲ့လက်ထဲမှာပိဋကတ်သုံးပုံရောက်နေတာကြာလာပြီနှစ်ပေါင်းထောင်ချီဒီနေ့အထိလူတွေတည်းမရောက်သေးဘူး ရောက်တယ်ဆိုတာပါလေးရောက်တော့ဆို950ဇတ်တေတို့ဓမ္မပဒဝဋ္ထုကလေးတွေတို့အနှစ်သာရရှိတဲ့တရားတွေတိတ်ကြည့်တော့မရောက်ဘူးဒီလိုနေထားမျိုးရှိအဲ့ဒါကြောင့်မလို့အနှစ်သာရရှိတဲ့တရားတွေရောက်စေခြင်းနဲ့များများဒါကြောင့်မလို့တရားဟောတာအဲ့ဒါလို့တရားဟောတာကိုယ့်ကိုရည်ရချက်မှန်ကန်အောင်ရသော်ဘုရားရဲ့လမ်းညွှန်ချက်အတိုင်းစိတ်ထားဖြူစင်အောင်ဖြိုးစားပြီးတော့ထားပြီးဟောတယ် ဒါတောင်မှပဲတနေ့ကဘုန်းကြီးတစ်ပါးကနေပြီးတော့ဖုံးဆက်တယ်ဆရာတော်တို့တရားလိုက်ဟောနေတယ်ကြားတယ်တဲ့တရားလိုက်ဟောနေလို့ရှိရင်အဝင်ပစိမ့်ထွက်လဲဖြစ်နေအောင်မယ်တဲ့သူကပြောတယ်ဧဝံအုံကိုရောပြောတာအဝင်ပစိန်ထွက်ဆိုတာဘာပြောတာလဲသူရဲ့ဆုံးလို့ရင်အိဗယ်အဝင်ပစိန်ထွက်ဆိုတာဘာပြောတာတော့ ဆိုတော့เจ้ามาตังฆาฤကိုสามัจฉะเวเนี่ยเตย่าไล่ฮ้อราวตูอ่ะอภิเปียวได้ตบမျိုးป่ะเนาะสาตินปี้ดาก็สาตินปี้ลูกยาได้อโจญญะကိုประสิทธิ์ตกาธรรมฤကိုฮ้อลูกยาดาก็อัดลูกตูอ่ะอจีเนี่ยอเตยป่ะอตุอเมญကိုပြောတော့ဘုန်းကြီးတို့อ่ะတို့อ่ะဒီလိုမမြင်ဘူးလို့ တို့သာသနာမှာဒဂရကမတွေကိုသာသနာဟာဒဂရကမတွေမှုပြီးတော့ယက်တည်ရတာယသောဗျာကိုကဘိက္ခုဘိက္ခုနီဥပဒကဥပတိကာလို့ဆိုပြီးတော့ပိဋကတ်၄ပါးသာသနာပြုဖို့လက်တွဲပြီးတော့ပိဋကတ်၄ပါးထားခဲ့တာဘုန်းကြီးတွေကဘုန်းကြီးတွေကြီးပဲစာချနေုံနဲ့ပြီးတာမဟုတ်ဘူး တခါတော့ကမတွေနားလည်အောင်လည်းပဲဟောပြောတဲ့နည်းမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကအေးတသစာကြီးကြွကြတရားဟောကြလို့သာသနာစတင်တဲ့အချိန်မှာဒေသိတဗိခဝေဓမ္မံအာရိကလျာဏမစ္စေကလျာဏပရိယောသနာကလျာဏအစလည်းဆုံးသုံးမျိုးလုံးကောင်းခြင်းနဲ့ပြည့်စုံတဲ့တရားဓမ္မကိုဟောကြလို့ဘာဖြစ်လို့ဟောခိုင်းတာတော့ဆိုအတ္တဝနတာဓမ္မတပရိဟယန္တိ တရားမနာရလို့ရှိရင်လူတွေဟာတရားကနေဆုံးရှုံးနေတာမျိုးရှိကြတယ်။ဟုတ်တယ်။တချို့တလေဟာဘုရားမြတ်စွာရဲ့တရားကိုမနာဘူးသည့်အတွက်ကြောင့်အော်တရားတွေကဒီလိုရှိတာပါလားဆိုတာသဘောပေါက်လာကြတယ်တချို့အဲ့ဒါဟာအဝိညာဉ်မဟုတ်ဘူးပစိနဲ့အတ္တကြီးမားတဲ့ပစိနဲ့ကြီးမားတဲ့အရာကိုရဘာဖြစ်လို့တော့ဆိုတော့ သာသနာတော်တွေသာသနာဆိုတာခေါင်းကြီးတွေတင်ပြုလို့မရဘူးတရားကမှပါပြုမှသာသနာရဟဲ့သာသနာတော်ရဲ့ထောက်တိုင်ကြီးလေးရလို့ပြောရမယ်အမျိုးသားယဟန်တော်အမျိုးသမီးယဟန်တော်မျိုးသမီးယဟန်တော်ဒီကနေ့မရှိတော့သီလရှင်ပေါ့အမျိုးသားဥပဒကအမျိုးသမီးဥပတိကာလို့ဟောဒီ၄ဦးဆိုဆံရတီကြီး၄ခုဟာဥထံပဲ့ထံ သာသနာတော်ကိုချူပန်းအထုတ်မှသာသနာတည်နိုင်တာဒါကြောင့်မို့ကိုရောပြောတဲ့အဝင်ပစိဖက်ဆိုတာမဟုတ်ဘူးတရားဆိုတာဟောရသို့သောရည်ရွယ်ချက်တော့မှန်ရတရားဟောတဲ့ဘုန်းကြီးကလည်းရည်ရွယ်ချက်မှန်မို့လို့တယ်နောက်တစ်ခုပြောရအောင်မယ်တရားဘွယ်ချင်းပါတဲ့ပုဂ္ဂိုလ်တွေကလည်းရည်ရွယ်ချက်မှန်မို့လို့တယ် မြန်မာနိုင်ငံမှာဝန်နေစရာတရင်နေရှားရတရားဝဲကျင်းပတရားဝဲကိုကန်ထရိုက်ဆွဲပြီးတော့ကျင်းပတယ်ဆိုတဲ့တရင်နေတောင်ထွက်တယ်ပေါ့ဟုတ်မဟုတ်တော့ခွန်ကြီးတို့မသိဘူးပေါ့နော်တရားဝဲရရှိကျင်းပတယ်ရရှိကျင်းပပြီးတော့အလူခံတို့ရတဲ့ငွေချေးကိုအချို့တဝက်ဓမ္မရိကလှူကျန်တာကုန်ကြစေပေါ့အတန်ချက်ဆက်တို့ဘာလို့ငားကားနေတယ် တချို့စီမှာလောက်တာဟုတ်လောက်တယ်အဲ့ဒီဟာအဲ့ဒီလိုအတန်နေချာအဲ့ဒါကတော့တကယ်မဖြစ်တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ပြောရမှာပဲဘာသာရေးကိစ္စတစ်ခုကဘာသာရေးအမြင်နဲ့ပဲလှုပ်တဲ့တရားကိုမျက်လို့တဲ့အနေနဲ့ပဲရှိဖြစ်တယ်တရားဆိုတာအလွန်မောမြတ်ပြီးတော့လူတိုင်းနိုင်ယူခွင့်ရှိရနောက်တစ်ခုပြောရအောင်မယ် တရားပွဲကို organize လုပ်တဲ့လူတွေရှိတယ်။ဆိုလိုတာကတရားပွဲမှာအလှခံတဲ့လူတွေပေါ့။တတိထားဖို့ကောင်းတာတွေကဓမ္မပူဇာများများရအောင်ဒီလိုအလှခံတာမျိုးတွေလုပ်ကြတယ်။ဘုန်းကြီးတို့တစ်ခါတလေကျတော့စိတ်မကောင်းဘူး။စိတ်မကောင်းဘူးဆိုတာပါလဲဆိုရင်တို့လှူလိုက်တဲ့ဓမ္မပူဇာလေးတွေချိလိုက်လို့ရှိရင် ဆင်းရဲသားတွေရဲ့ခါးကြားကထွက်လာတဲ့အနှွမ်းလေးတွေတွေ့ရအေးဒါလေးတွေကတော့သူခင်ဗျာတရားနာခြင်းရှာလို့လို့ပိုက်ဆံပေးနာရတဲ့အတိတ်မျိုးဖြစ်နေတယ်ဒါမဖြစ်သင့်ဘူးဓမ္မပူဇာလှူတဲ့လူကလှူခြင်းလှူမလှူခြင်းနေဘုန်းကြီးဆိုတာတရားပွဲလာဟောမှာပဲဓမ္မပူဇာရခြင်းလို့တရားပွဲဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရတယ် ဒီလိုသာဖြစ်ရဓမ္မပူဇာရလို့တရားဝဲဟောတရားဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဓမ္မပူဇာရလဲဆိုတာလူတဲ့လူတဲ့ကုသို့ပဲသူကလည်းတရားကိုပူဇော်တာဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒါကို မမျှော်ကိုးရဘူးအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အယောင်းွယ်တစ်ခုဖြစ်လာနိုင်တယ်ပေါ့ဒါမရှိတာကိုခွန်ကြီးတို့ပြောတာမဟုတ်ပါဘူး တကယ်ရှိတာ။နေဘက်မှာတရားပွဲတစ်ပွဲမှာနာမည်ကျော်ဆရာတော်ကြီးတပါးဘွဲတော်ထုတ်မပြောတော့ဘုန်းကြီးတော်ကလည်းလူစုံတော့ကြားရတဲ့ပေါ့ဒါမျိုးတရားပွဲမှာတရားဟောပြီးရေစက်ပါချပြီးဆရာတော်ကကားပေါ်ရောက်ပြီးပြန်တော့မယ်တရားပွဲစီစဉ်တဲ့ပုံကိုယ်တွေကခဏနေပါအောင်ခဏနေပါအောင်စဉ်းရင်းရှင်းလို့မပြီးသေးလို့တဲ့ အဲ့ဒါပါတော့ဆိုရင်ဓမ္မပူဇာတဲ့ကငွေကိုအတန်ချက်ဆက်ငါးကားကဘလောက်ဖြာငါးကားကဘလောက်မီးငါးကားကဘလောက်ဆက်ငါးကားကဘလောက်ဆိုတာအဲ့ဒီစည်ရင်းရှင်းတာမပြီးသေးလို့ဓမ္မပူဇာကိုမထုနိုင်သေးဘူးဒါတကယ်ဖြစ်တာပုံမြင်မဟုတ်ဘူးဗမာပြည်မှာဒီလိုဖြစ်နေတာတွေရှိတယ်အဲ့ဒါမျိုးကမဖြစ်သင့်ဘူးအဲ့ဒါလိုမဖြစ်သင့်ဘူးဒါကြောင့်မို့လို့တရားဝဲစီမှာ ခိဝါကနေပိတ်ပြီးတော့အလှခန္ဓာဟာအမှန်ကန်ဘူးလို့ခေါင်းကြီးတို့ကတော့ခံစား။ဘာဖြစ်လို့မမှန်ကန်လို့ဆိုတရားနာခြင်းလို့တရားတဲ့ပုဂ္ဂိုလ်ကအလှခံဘုံနဲ့မှအလှခံမထဲခဲ့ရလို့ရှိရင်အလှခံတဲ့လူကလည်းအဲ့ဒါမှရှိနေတာ။အဲ့တော့လူတရားအလှခံတရားလှတဲ့ဒီဝေပလာတဲ့ကိုပတ်စံလေးမထဲ့ဘဲနဲ့ဝင်သွားရမှသူ့ဖို့မှာဆက်ကောင်းဆက်ပေးလိုက်။ ဒါမျိုးကမဖြစ်သင့်ဘူး။တရားနာတယ်ဆိုတာအခမဲ့ပဲနာတဲ့နဲ့။တရားတရားပေါ့လို့လှူတာကိုသာလက်ခံတဲ့နဲ့။လှူအောင်တော့မတောင်းခံတဲ့မူပေါ့။ဘုန်းကြီးတို့တော့အဲ့ဒါကိုလုံးဝမနှစ်သက်ဘူးအဲ့ဒီကိစ္စလေ။ဘုန်းကြီးတို့နာမည်သုံးပြီးတော့အလှခံတယ်ဆိုတာတွေလည်းကြားတယ်။ဆရာတော်ကြီးကချမ်းမကြီးမကောင်းဘူး။အမှန်တမ်းဝမ်းနေစရာတွေပြောကြတယ်။ လူတနာလာအောင်တတောင်းတာနဲ့တူတူပဲဒါသရောင်းသားအဆင့်ရောက်သွားအဲ့ဒါလို့မဖြစ်ခင်ဟိုလွန်ခဲ့တဲ့တနေ့ကဘုန်းကြီးကစင်ကာပူသွားတာဆေးကုသွားတာမဟုတ်ဘူးသူတို့ကဆေးကုသွားတယ်ထင်စင်ကာပူကနေပြီးတော့အဘိဓမ္မာသင်္นานပို့ချဖို့ရပြင်တယ်ပြစ်စင်ပြင်တာအဘိဓမ္မာသင်္นานသွားပို့ချပြင်တာကိုစင်ကာပူဆေးကုသွားမှဆေးကုဝါကလှူကြပါအောင်လို့ အဲ့ဒီလူတွေကသူတို့သဘောနဲ့သူတို့လူခန္ဓာမျိုးဘုန်းကြီးတို့ကနောက်ကျပြန်ကြားတယ်ပေါ့အာသေဘူဝါကမှမလို့ဘုန်းကြီးဆိုတာဘယ်နေရာရောက်ရောက်စင်ကာပူရောက်တဲ့အခါစင်ကာပူတခါရကမတွေရှိသူတို့ပဲခုပေးတကယ်လဲသေကုသွားတာမဟုတ်ဘူးတော့အဲ့ဒီလူမျိုးတွေပြောတာတွေကတော့လုံးဝမကောင်းတဲ့အပြောဆိုမျိုးတွေပဲ ုန်းကြီးတို့လည်းတိတ်ခါကြအဲ့လိုမျိုးကလုံးဝမပြောသင့်ဘူးဒါတတိထားစရာကိုပြောပြတကယ်လဲကြုံတွေ့ခဲ့တဲ့ကိစ္စတွေကိုပြောပြအဲ့တော့ကျွန်တော်ဓမ္မပူဇာဆိုတာသူလှူခြင်းနဲ့စေတနာရှိတဲ့ပုဂ္ဂိုလ်သားလှူပါစေလှူကြပါတမ်းကြပါလို့ပြောစရာမလိုဘူးလှူခြင်းလို့ရှိရင်လှူလို့တဲ့ပုဂ္ဂိုလ်တွေအစဉ်ပြေအောင် အလှလက်ခံတဲ့နေရာလေးသာရှိတဲ့နည်းအလှခံဖလားဆိုတာမထားတဲ့ဘူးအေးတချို့ကဆိုလမ်းပိတ်ပြီးတော့အလှခံထားဘုန်းကြီးတို့နဲ့တခါပကံကြောင်ဥပက်ကိုတခါကြီးတယောက်နဲ့ခီးသွားဘူးတယ်ခီးသွားတဲ့အခါကျတော့ခိတ်တခိတ်မှာရှိကနေပြီးတော့မောင်းတံကြီးတားပြီးတော့အလှခံပုဂ္ဂိုလ်ကလှခံတယ် အလူခန္ဓာဘာနဲ့အလူခန္ဓာဆိုဖြတ်ပိုင်းနဲ့အလူခန္ဓာလည်းဆိုသေးတယ်သူကရေးထားတာဘလောက်50ရဲ့ဖြတ်ပိုင်းဖြုတ်ပေးတယ်အဲဘုန်းကြီးနဲ့ပါလာတယ်တခါကြီးကလည်းခါရွတ်ရွတ်ကိုသူကမင်းတို့ဒါဘာလောက်ထားလဲတဲ့အလူခန္ဓာလားငွေကောက်ထားလားတဲ့အလူခန္ဓာပါတဲ့ဟာအလူခန္ဓာဆိုလို့ရတာဘာလို့50လို့ရေးထားလဲငါသရရာ၅ချက်ပဲဆိုပြီး၅ချက်တန်ပြစ်ချပြီးတော့ဆက်သွားလိုက်ဟုတ်ဓာမျိုးတွေဖြစ်တယ်ပေါ့ ဒါကိုယ်တွေဖြစ်ဖြစ်ခဲ့တာတခုပဲပေါ့နောက်ပြီးတော့ခွန်ကြီးတို့ဒီရန်ကုန်ကတကားတယောက်ခွန်ကြီးတို့တညင်ဘက်မှာကြောင်းဆောက်တယ်ကြောင်းဆောက်တယ်ဆိုတာတကားရမတွေလှူတာသူ့အတူတကားရမတွေဘက်ကဘာမှမလိုဘူးလှူတန်းနေကြတာပဲခွန်ကြီးတို့ကဘာမှတော့အလှူခံစရာလည်းမလိုဘူးသူ့ဘာသူသနာပေါက်လှူတာပဲအဲတကားတယောက်ကဘာလာလျှောက်တော့ဆိုတော့ ဆရာတော်နဲ့ဆရာတော်ကြောင်းဆောင်နေတာဖြတ်ပိုင်းလေးရိုက်ပေးပါတဲ့သူလူခံပေးပါမယ်တဲ့ဟာတကကြီးဘယ်လိုပြောလိုက်တာလဲလို့ဘုန်းကြီးတို့ကတသက်လုံးဒီလိုလူခံလုပ်တဲ့ဘုန်းကြီးမဟုတ်ဘူးလို့လောက်ပါနဲ့လို့အဲ့ဒါလို့လူတွေကလည်းရှိသေးတယ်လောကမှာအကုလူချင်းကိုယ့်ကိုလှူသူများကိုသွားပြီးအလှခံတာမျိုးလုံးဝမလုပ်နဲ့ ဒီနေ့ကနေပဲခေါင်းကြီးတို့မုံရမှာတရားပွဲသွားတယ်တရားပွဲကျင်းပတဲ့တကားကဆရာတော်အထုပ်ပတ်တိရိုက်ပြီးတော့ဝေပြားစီအေးဝေပေါ်စာမူကျမ်းလာပြဗာရီပြတော့ဆိုခေါင်းကြီးတို့ကိုလှူထားတဲ့ချောင်းတိုက်ပေါ့အစ်တတီထောင်တဲ့ချောင်းတိုက်ရှိတယ်အဲ့ဒီချောင်းတိုက်မှာဘာအဆောက်အဦဘာအဆောက်အဦတွေတော့ပြီးပြီဘာအဆောက်အဦတွေဆောက်ဖို့လိုသေးတယ်လို့သူကရှာဟာဘာဖြစ်လို့ဒါတွေထည့်တာလဲမထည့်နဲ့ လူတွေသိနေတာပဲသူလူကျင်သူကသူလာလူနိုင်တယ်ဒါအလှခံတဲ့သဘောပဲလုံးဝမလောက်ပါနဲ့လို့ဘုန်းကြီးတို့ကစောစောသိလို့တစ်ချက်ခိုင်းလိုက်ရတယ်တခါတရံကျတော့ဘုန်းကြီးတို့သဘောနဲ့မဟုတ်ပဲနဲ့ဒီလိုဟာမျိုးလောက်ကြတယ်တချို့ကတချက်၅ပြားနဲ့စေရဏသရာတရားပေါ့ရင်လူကရှိတာအကုန်ထုတ်ဘူးသူများကအလှခံလို့ရှိရင်တချက်၅ပြားပဲထဲမှာပေါ့လူစိတ်ကောက ဤလေမြတ်စွာဘုရားကဆုံးမထားတာတွေရှိတယ်။ယာစကောအပိယောဟောတိတဲ့။အလူခံတဲ့လူဟာအမုန်းခံရတယ်တဲ့။ပြီးတော့နောက်ယာစနံရောဒနံအာဟုတဲ့။အေးတောင်းတာဟာငိုတာပဲတဲ့။ဘာဖြစ်လို့ငိုခြင်းရ။ဘာဖြစ်လို့လူတကာရဲ့အမုန်းခံရ။မုန်းတတ်တဲ့ယာစကောအပိယောဟောတိ။ရှင်တို့ကအမတ်ကြီးအိမ်ကိုကိုရင်လေးတစ်ပါးကသွားပြီးတော့အလူခံတယ်တဲ့။ အလူခံတော်တကကြီးကပြောတယ်ကိုရင်ရာစကောအပိယောဟောတိတောင်းတတဲ့ပုဂ္ဂိုလ်ဟာအမုန်းခံရတယ်ဆိုတာမသိဘူးလားလို့ဆိုတော့ကိုရင်ကလည်းအညံ့မခံဘူးတကကြီးရာစံအတ္တမပိယောတောင်းလာတာကိုမလှူရင်လည်းအမုန်းခံရတယ်ဆိုတာတကကြီးမသိဘူးလားဟောနော်အလူခံတဲ့ပုဂ္ဂိုလ်ကိုဒါအလူခံခြင်းကိုခံရတဲ့ပုဂ္ဂိုလ်ကလည်းမုန်းတယ်အလူခံတာမရလို့ရှိရင်လည်းမုန်းတယ် အဲ့တော့တဦးနဲ့တဦးအမုန်းပွားရုံပဲရှိဘာမှအကျိုးမရှိဘူးသူခတ်သရတရားပေါက်လို့သူ့ဟာသူလှူတာဒီလိုပဲဖြစ်တယ်ခွန်ကြီးတို့မမရရဒီသက်ဒီရဲ့ရောက်လာပြီကိုယဟန်ခံထားတဲ့ယဟန်တကယဟန်မတောင်းပါပဲနှစ်ခါတည်းပဲတောင်းမှုတယ်ဒါခဏခဏပြောတာမတောင်းမှုမတောင်းမှုနဲ့ခဏခဏပြောလို့အဲ့နှစ်ခါတော့တောင်းမှုတယ်ဘာလို့ကျင်လဲဆိုတော့ပြောဘူးတယ် မန္တလေးမှာအမတန်စာတတ်တဲ့ဆရာတော်ကြီးတစ်ပါးကိုရှောင်းတကာကျောင်းမှာရှောက်တယ်ဆရာတော်လူရာရှိမင်းရှိပါဗျာလူရာရှိမင်းရှိပါဆရာတော်ကြီးကပါပြောပြတို့ကလေးမှာမဟုတ်တာကလေးလူမုံမုံတောင်းနေရအောင်မလားကိုယ့်ဘာကိုကြည့်လူပေါ့လို့ပြောတယ်ဟောကိုယ့်ကိုကြည့်လူဘာလို့လဲဆိုတော့ကိုယ့်ကိုကြည့်တို့ရဲ့ထင်တာလူတို့ကဘာလို့လဲညာလို့လဲဒီလျှောက်ပြောစရာမလိုဘူးလို့ ဘုန်းကြီးဆိုတာညာတိပဝရိတဆွေမျိုးဆိုရင် တောင်းကောင်းတယ်အလိုရှိရင်ဆရာတော်တပည့်တော်စီလူခံမဖရားလို့ဆိုရင်လည်းတောင်းကောင်းတယ်ပေါ့ညာတိပဝရိတဆိုရှင်း